မင်္ဂလာမနက်ခင်းပါရှင်။နိုဝင်ဘာလ၄ရက်နေ့မနက်ခင်းသတင်းတွေကိုစတင်ပေးထားရတဲ့ထွန်းလေးတင်ဆက်ပေးပါရမယ်။ဒီကနေ့မနက်ခင်းသတင်းတွေမှာတော့ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ဆရာတော်ကြီး၄ပါးနဲ့လူပုဂ္ဂိုလ်၃ကို WNBA ဗဟိုက မင်္ဂလာပွဲတစိတ်တော်တွေဆက်ကပ်လူရန်ခဲ့တဲ့တဲ့။ပခုတ်ခုမျိုးနဲ့အတွင်းပြီးခဲ့တဲ့ရေတက်ကာလမှာကမ်းပြူမှုကြောင့်တွေ့ခဲ့တဲ့တိမ်ကုန်းကြီးရွာဒေသခံတွေပြန်လည်တိဆောက်ရေးအခက်အခဲတွေရှိနေတဲ့တဲ့။ ဘရာဇီးနိုင်ငံရီယိုဒီဂျနေရိုမြို့မှာပြုလုပ်ခဲ့တဲ့မူရစ်ဆေးဝါးတိုက်ဖြတ်ရေးစီးနှက်မှုအတွင်းဒေါ်လာ2သန်းတန်ဖိုးရှိတဲ့လက်နက်တွေသိမ်းဆည်းရမိခဲ့တယ်လို့ဘရာဇီးအစိုးရပြောကြားခဲ့တဲ့တင်မြန်ကိုရီးယားနဲ့ဆွေးနွေးပွဲတွေပြန်လည်စတင်ရေးအတွက်ကူညီပေးဖို့တောင်ကိုရီးယားသမ္မတလီကတရုတ်သမ္မတရှီကိုတိုက်တွန်းခဲ့တဲ့တင်နဲ့ရော်နီရဲ့ဝေဖန်မှုကို အပြင်းထူတဲ့ဝေဖန်မှုလို့ဘန်ဒိုက်တုံ့ပြန်တဲ့တင်အဆရှိတဲ့တင်တွေပါဝင်ပါတယ် းဆောင်သတင်းဒီပုံအနေနဲ့ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ဆရာတော်ကြီး၄ပါးနဲ့လူပုဂ္ဂိုလ်၃ရုပ်ကို YMBA ဗဟိုကမင်္ဂလာပွဲတစိတ်တော်တွင်စက္ကပ်လူရန်ခဲ့တဲ့တဲ့တင်ကိုတင်ဆက်ပေးမှာပါရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ဆရာတော်ကြီး၄ပါးနဲ့လူပုဂ္ဂိုလ်၃ရုပ်ကိုဗုဒ္ဓဘာသာကလျာဏယူဝအသင်းကြီး YMBA ဗဟိုကမင်္ဂလာပွဲတစိတ်တော်တွင်စက္ကပ်လူရန်ခဲ့တယ်လို့သိရပါတယ်ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ဆရာတော်ကြီး၄ပါးနဲ့လူပုဂ္ဂိုလ်၃ဦးကိုဗုဒ္ဓဘာသာကလျာဏယူဝအသင်းကြီး YMBA ဘဟုကမင်္ဂလာပွဲတစိတ်တော်ရဲ့စက္ကတ်လူရန်ချင်းမြင်ပွဲမင်္ဂလာကိုနိုဝင်ဘာလရဲ့မွန်လယ်ပိုင်းကရခိုင်ပြည်နယ်စစ်တွေမြို့မှာရှိတဲ့ပြည်နယ်အစိုးရအဖွဲ့ယုံခန်းမမှာပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အခမ်းအနားမှာတက်ရောက်လာကြသူတွေကနန္ဒာယာမပရိယတ်တိစာတင်တိုက်ဆရာတော်ထံကနေငါးပါးတင်လာခံယူဆောက်တည်ခဲ့တယ်လို့သိရပါတယ်။အဲနောက်စစ်တွေမြို့တန်ဝူးစုတောင်းပြည်ပရိယတ်တိစာတင်တိုက်ဗရာဏနာယကဆရာတော်အကမဟာမင်္ဂလာဓမ္မဇောတိကတစအကမဟာကဏ္ဍဝါစကပဏိတ အဂ္ဂမဟာတတ္တမဇောတိကတစဘဒ္ဒနာညာနာဝန်သားကသမောတဏိယဩဝါဒခါတာကိုမိန်ကြားချင်းမြင့်တော်မူခဲ့တယ်လို့သိရပါတယ်။အဲ့နောက်တောင်းဝဲရှိသူတွေကဆရာတော်တန်ဃာတွေကိုလှူဝဲဝိထုပစ္စည်းတွေကိုစက္ကန့်လှူရမ်းပြီးဗုဒ္ဓဘာသာကလျာဏယူဝအသင်ကြီးဘ호ကလှူရမ်းတဲ့အဂ္ဂမဟာမင်္ဂလဇောတိကတစဘွဲတစိတ်တော်တွေကိုစစ်သွေးမျိုးအဘေယရခိတကျောင်းတိုက်ဆရာတော်ကဏ္ဍဝါစကပန္နိတာ ဗဒန္နနန်နောဘာသာနဲ့ရွှေစီတီပရိယတ်တိစာသင်၌ဆေးရတော်အကမဟာတတ္တမဇောတိကတစဒေါက်တာဗဒန္နအရိယဝန်သားတို့ထံကို၎င်းမဟာမင်္ဂလဇောတိကတစဘွဲတစိတ်တော်ရေကိုစစ်တွေမြို့တဲချောင်းဖုံးတော်ကြီးကျောင်းတိုက်ဆေးရတော်ဗဒန္နစိန်နိတာနဲ့ရွှေတောင်ကျောင်းတိုက်ဆေးရတော်ဗဒန္နနန္ဒီယရုထံ၎င်းအသီးသီးဆက်ကတ်လူရန်ခဲ့တယ်လို့သိရပါတယ်အဲ့တော့ပြည်내ဝင်ကြီးချုပ်ဦးထိန်လင်းကိုမဟာမင်္ဂလဓမ္မဇောတိကတစဘွဲတစိတ်တော်ကို၎င်း ရကိတဆန်အားပရဟိတသေယောကထဩဝင်းမောင်မောင်ကိုမင်္ဂလာဓမ္မဇောတိကတစဘွဲတစိတ်တော်ကို၎င်းပြည်내ဗုဒ္ဓဘာသာကလျာဏရေဝအသင်အတွင်ရင်မှုဩမောင်သိန်းခိုင်ကိုမင်္ဂလာဓမ္မဇောတိကတစဘွဲတစိတ်တော်ကို၎င်းအသီးသီးချင်းမြင့်ပေးရခဲ့တယ်လို့သိရပါဗျ။ပခုံးကူမြို့နယ်အတွင်းပြီးခဲ့တဲ့ရေတက်ကာလမှာကမ်းပြုံမှုကြုံတွေ့ခဲ့ရတဲ့တင်ကုန်းကျင်းရွာဒေသခံတွေပြည်လည်တိဆောက်ရေးအခက်အခဲတွေရှိနေတယ်ဆိုတဲ့သတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ပခုံးကူမြို့နယ်အတွင်း ြီးခဲ့တဲ့ရေတက်ကာလဇွန်လကနေအောက်တိုဘာလအထိကမ်းပြူမှုကြောင့်နေအိမ်တွေရွှေ့ပြောင်းခဲ့ရတဲ့တင်ကုန်းကျေးရွာဒေသခံတွေဟာပြန်လည်တည်ဆောက်ရေးအခက်အခဲတွေရှိနေတယ်လို့သိရပါဗျ။လက်ရှိမှာမြေကြီးကျဆင်းသွားတဲ့အတွက်ကမ်းပြူမှုရပ်တန့်သွားပြီးနေအိမ်ရွှေ့ပြောင်းထားသူတွေဟာနေဆက်ရောင်မှာမှီခိုနေထိုင်နေရတယ်လို့သိရပါဗျ။ရွာကအိမ်30ကျော်နဲ့ဘုံကြီးကျောင်းရွှေ့ပြောင်းထားရတယ်။အိမ်တွေကတော့ဖျက်ပုံပြီးလူတွေကနေဆက်ရာနေရတာပေါ့။ ။ဦးစင်းအကြောင်းကဇေယျနေရာကျန်သေးတယ်။ပင်မအကြောင်းကတော့ဖျက်ထားရတယ်။လက်ရှိဇေယျမှာပဲနည်းနည်းပြင်ဆင်ပြီးနေတယ်။မြို့နယ်ကတော့လာကြည့်သွားတယ်။ညနေရာချပေးမယ်ပြောတယ်။ဒီဆောင်တော့ရွာမှာပဲ။နောက်နေ့ရေမလာခင်တော့ចောင်းပြအောင်စီစဉ်ရမယ်အခက်အခဲကတော့အဆုံကိုကြုံနေရတယ်လို့တိုင်ကုန်းကျေးရွာကဇေယျရောကမိန်ပါတယ်အေရီမြင့်ရေတိုင်စားမှုကြောင့်ပခုတ်ကိုမြွနဲ့မြင်းကျွန်းကျေးရွာအုပ်စုကမြင်းကျွန်းတိုင်ကုန်းကျေးရွာတွေကမ်းပြုံမှုတန်းခန်းစားရပြီးမယိုးကုန်းကျေးရွာမှာလည်းကမ်းမနဲ့နီးကပ်လာပြီဖြစ်တယ်လို့သိရပါတယ် ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဘရာဇီးနိုင်ငံရီယိုဒီဂျနီရိုမြို့မှာပြုလုပ်ခဲ့တဲ့မူရစ်စေဝါတိုက်ဖြတ်ရေးစီးနှင်းမှုအတွင်ဒေါ်လာ2တန်းတန်မိုးရှိတဲ့လက်နက်တွေသိမ်းဆည်းရမိခဲ့တယ်လို့ဘရာဇီးအစိုးရပြောကြားခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘရာဇီးနိုင်ငံရီယိုဒီဂျနီရိုမြို့မှာပြုလုပ်ခဲ့တဲ့ငွေရစေဝါတိုက်ဖြတ်ရေးစီးနှင်းမှုအတွင်ဒေါ်လာ2တန်းတန်ဖိုးရှိတဲ့လက်နက်တွေကိုသိမ်းဆည်းရမိခဲ့ပြီးဒါဟာဘရာဇီးတမိုင်းမှာလူသေဆုံးမှုအများဆုံးစီးနှင်းမှုဖြစ်တယ်လို့ ဘရာဇီးပြည်နယ်အစိုးရကနိုဝင်ဘာ1ရက်ကပြောကြားခဲ့ပါတယ်အော်တိုဝါ၂၈ရက်ကရီယိုဒီဂျနီရိုမြို့မှာရှိတဲ့ရပ်ကွက်နှစ်ခုအတွင်းရဲတပ်ဖွဲ့ကစစ်စင်ရေးပြုလုပ်ခဲ့ချိန်မှာရာဇဝတ်သားလို့တန်တရားရှိသူ၁၁၈ဦးနဲ့ရဲရရှိလေးဦးသေဆုံးခဲ့ကြောင်းတရားဝင်မှတ်တမ်းတွေမှာဖော်ပြထားပါတယ်။ ဒီစစ်စင်ရေးဟာတရက်အတွင်းစစ်တပ်သုံးလက်နက်အများဆုံးသိမ်းဆည်းရမိခဲ့တဲ့စစ်စင်ရေးတွေမှာပါဝင်ခဲ့ကြောင်း Rio de Janeiro ပြည်နယ်အစိုးရအဖွဲ့ကကြေညာခဲ့ပြီး Rifle 63လက်အပောင်းဝင်ဒေါ်လာ1.3တန်းတန်မိုးရှိတဲ့လက်နက်ပေါင်း120ကိုသိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်တောင်ဝင်ရှိသူတွေဟာကြည်စံတွေဖောက်ခွဲရေးပစ္စည်းတွေမူရင်စေဝါတွေနဲ့စစ်ဘက်သုံးပစ္စည်းတွေကိုလည်းတွေ့ရှိခဲ့ပါတယ်။ ဒီစစ်စင်ရေးဟာ Rio de Janeiro ပြည်နယ်ရဲ့နယ်နိမိတ်အများပြားကိုထိန်းချုပ်ထားပြီးဘရာဇီးရဲ့အင်အားအကြီးဆုံးမူရင်းစေဝါဂိုင်းတွေထဲမှာပါဝင်တဲ့ Commando Bamelho ဂိုင်းကိုပြတ်မှတ်ထားခဲ့တာဖြစ်ကြောင်းတောင်ဝင်ရှိသူတွေကပြောပါရယ်။တချို့လက်နက်တွေဟာ Argentina, Belgium, Germany, Peru, Russia နဲ့ Venezuela လိုမျိုးပြည်ပနိုင်ငံတွေကနေတင်သွင်းလာတာဖြစ်ပြီး AK-47 နဲ့ FAL လိုမျိုးစစ်ပွဲတွေမှာအသုံးပြုတဲ့လက်နက်အမျိုးအစားတွေလည်းပါဝင်ခဲ့ပါရယ်။ ရီယိုဒီဂျနေရိုတပ်ဖွဲ့ရဲ့ဈေးနှုန်းမှုကိုလူအခွင့်ရေးအဖွဲ့တွေကရှုံချခဲ့ပြီးကုလသမဂ္ဂကလည်းစုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့တိုက်တွန်းခဲ့ပါတယ်။တည်ဆုံးသူတချို့ရဲ့ကြံရည်သူဆွေမျိုးတွေကတော့ရဲတပ်ဖွဲ့ဟာစစ်ဆေးမေးမြန်းမှုမရှိဘဲတပ်ဖြတ်မှုတွေပြုလုပ်ခဲ့ကြောင်းဝေဖန်ရှုံချခဲ့ပါတယ်။ရေတို့ပင်ဆိုစီဘရာဇီးပြည်သူအများစုကတော့ဒီမူရစ်ဈေးဝါတိုက်ဖြတ်ရေးဈေးနှုန်းမှုကိုထောက်ခံကြောင်းစစ်တမ်းတွေမှာဖော်ပြခဲ့ပါတယ်။ မြောက်ကိုရီးယားနဲ့ဆွေးနွေးပွဲတွေပြန်လည်စတင်ရေးအတွက်ကူညီပေးဖို့တောင်ကိုရီးယားသမ္မတလီကတရုတ်သမ္မတရှီကိုတိုက်တွန်းခဲ့တဲ့နိုင်ငံတကာသတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။မြောက်ကိုရီးယားနဲ့ဆွေးနွေးပွဲတွေပြန်လည်စတင်ရေးအတွက်ကူညီပေးဖို့တောင်ကိုရီးယားသမ္မတလီဂျင်းမြောင်ကတရုတ်သမ္မတရှီချင်းပင်ကိုနိုဝင်ဘာ၁ရက်က၎င်းတို့နှစ်ဦးရဲ့ပထမဆုံးအစည်းအဝေးအတွင်းမှာတိုက်တွန်းခဲ့ပါတယ်။တောင်ကိုရီးယားနဲ့တရုတ်ဟာမဟာဗျူဟာမြောက်ဆက်သွယ်ရေးကိုမြင့်တင်နိုင်ပြီးမြောက်ကိုရီးယားနဲ့ဆွေးနွေးမှုတွေပြန်လည်စတင်ဖို့အတွက် အတူပိုးပေါင်းဆောင်ရွက်သွားဖို့မျှော်လင့်ပါတယ်လို့လီကရှေ့ကိုပြောကြားခဲ့တယ်လို့တောင်ကိုရီးယားသမ္မတရုံးကထုတ်ပြန်ခဲ့ပါတယ်။မကြသေးမီကတရုတ်နဲ့မြောက်ကိုရီးယားကြားထိပ်သီးအဆင့်အပြန်အလှန်ထိတွေ့ဆက်ဆံမှုတွေအရဒေသတွင်လုံခြုံရေးအတွက်အရေးကြီးကြောင်းလီကပြောကြားခဲ့ပြီး စက်တမလကဘီကျင်းမှာပြုလုပ်တဲ့စီးရီးပြအခမ်းအနားအတွင်းမြောက်ကိုရီးယားကောင်ဆောင်ကင်ဂျွန်အွန်တက်ရောက်ခဲ့မှုကိုရှင်းညွှန်းပြောကြားခဲ့ပါတယ်။ဒီလိုတွေ့ဆုံမှုတွေဟာမြောက်ကိုရီးယားနဲ့ဆွေးနွေးမှုတွေကိုပြန်လည်စတင်ရေးအတွက်အခြေအနေတွေကိုဖန်တီးရမှာအထောက်အကူဖြစ်စေကြောင်းလီကပြောပါတယ်။တောင်ကိုရီးယားဟာ၎င်းရဲ့ထိပ်သီးကုန်သွယ်ရေးမေးဖက်ဖြစ်တဲ့တရုတ်နဲ့၎င်းရဲ့ကာကွယ်ရေးအာမခံပေးသူဖြစ်တဲ့အမေရိကန်တို့ကြားဆက်ဆံရေးကိုဟန်ချက်ညီစွာထိန်းသိမ်းခဲ့ပါတယ်။ကျွန်တော်တို့အနေနဲ့နှုတ်နှစ်ဖက်ချမ်းသာကြွယ်ဝစေမဲ့ဆက်ဆံရေးတစ်ခုကိုအတူပိုးပေါင်းပြီးထူထောင်သွားရပါမယ်လို့လေကပြောပါရယ်။ ဒါပြင်မြောက်ကိုရီးယားကိုနျူကလ িয়ার ဖြတ်သိမ်းရေးအတွက်ချင်းကပ်လှုပ်ဆောင်မှုလေးကပြောကြားခဲ့ပြီးနျူကလ িয়ার လက်နက်တွေထပ်မံထုတ်လုပ်မှုကိုဟန်တာဖို့နဲ့ထိတွေ့ဆက်ဆံမှုတွေနဲ့စတင်လှုပ်ဆောင်မှုတိုက်တွန်းခဲ့ပါတယ်။မြောက်ကိုရီးယားကအော်တိုဘာ31ရက်မှာထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှာတော့နျူကလ িয়ার ဖြတ်သိမ်းရေးကြိုးပမ်းမှုတွေဟာလက်တွေ့ဖြစ်မလာနိုင်တဲ့အိမ်မက်သားဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ အမေရိကန်ကကျွန်တော်တို့ကိုနျူကလ িয়ার လက်နက်ဖြတ်သိမ်းမှုဆိုတဲ့ယုတ်တိမရှိတဲ့ပြောကြားချက်ကိုဆွန့်လွတ်ပြီးစစ်မှန်တဲ့အရှိတရားကိုလက်ခံပြီးငြိမ်းချမ်းစွာအထူးရှင်တွဲနေလို့တဲ့ဆန္ဒရှိတဲ့ဆိုရင်ကျွန်တော်တို့ဘက်ကလည်းအမေရိကန်နဲ့ဆွေးနွေးပွဲမလုပ်စေရဘအကြောင်းမှမရှိပါဘူးလို့ကင်ကပြောကြားခဲ့ပါတယ်။နောက်ဆုံးသတင်းဒီပုံအနေနဲ့ရော်နီဝေဘန်မှုကိုအပြင်းထူတဲ့ဝေဖန်မှုလို့ဘန်ဒိုက်စ်တုံ့ပြန်ခဲ့တဲ့အားကစားသတင်းကိုတင်ဆက်ပေးပါပါ။လေဘာဘူအသင်းကောင်းဆောင်နောက်ခံလူဘန်ဒိုက်စ်က သူနဲ့ဇာလာအပေါ်မယူကစားသမားဟောင်းရနီရဲ့ဝေဖန်မှုကိုအပြင်းထူတဲ့ဝေဖန်မှုလို့တုံ့ပြန်ပြောကြားခဲ့ပါတယ်လေဘာဘူးအသိဟာတရားဒီမှာရှုံးခွေဆက်မှုနဲ့ရင်ဆိုင်ခဲ့ရပြီးအဲ့ဒီအချိန်တွေမှာရနီကဘန်ဒိုက်စ်နဲ့ဆာလာရိုဟာအသင်းပေါ်ဥဆောင်နိုင်မှုအားနည်းနေတယ်လို့ဝေဖန်ခဲ့တာပါ။ဒါကြောင့်အက်စတွန်ဗီလာအသင်းကိုအနိုင်ရတဲ့ပွဲအပြီးမှာဘန်ဒိုက်စ်ကပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ အရင်နှစ်ကသူ့ရဲ့ဝေဖန်မှုကိုမကြားခဲ့ရပါဘူးဒီပြောကြားမှုကိုကျွန်တော်မနာကျင်ပါဘူးအသင်းရဲ့အရေးပါတဲ့ကစားသမားတယောက်အနေနဲ့အပေါင်းလက္ခဏာဆောင်တဲ့အရာတွေကိုပဲကျွန်တော်ပြောနိုင်ပါတယ်ဒါပေမဲ့ဒီဝေဖန်မှုကတော့နည်းနည်းအပြင်းထူတယ်လို့ပြောကြင်ပါတယ်တခြားကစားသမားတွေကိုအပြစ်တင်ရတာလွဲကိုပါတယ်ဒါပေမဲ့ကျွန်တော်တို့တဦးကိုတဦးကိုညီနိုင်ဖို့ဘယ်လိုကြိုးစားနေရသလဲဆိုတာသူသိပါတယ်ပြီးခဲ့တဲ့နှစ်ကဘာလို့ဝေဖန်တာမကြားခဲ့ရတာလဲ ဘောလုံးသုံးသက်သူအတွက်ဒါကအလုတ်သဘောဖြစ်ပြီးသူ့မှာသူ့ထင်မြင်ချက်ရှိမယ်ဆိုတာသိပါတယ်ကျွန်တော်ပုဂ္ဂိုလ်ရဲ့အတုံးပြန်တော့မဟုတ်ပါဘူးလို့ဖန်ဒိုက်စ်ကပြောကြားခဲ့ပါတယ်လေဘာဘူးသိဟာပြီးခဲ့တဲ့ရာသီကပရီးမီးယားလိချန်ပီယံဆုရရှိခဲ့ပေမဲ့ဒီရာသီမှာတော့ပွဲစဉ်တစ်စင်အပြီးမှာထိတ်ဆုံးကအာဆင်နယ်နဲ့ခုနှစ်မှတ်ကွာဟနေပါတယ်နိုဝင်ဘာလ၄ရက်နေ့မနက်ခင်းသတင်းတွေကိုတိုင်းရိုက်ထုံးနဲ့တင်ဆက်ပေးသွားခဲ့တာပါကြည့်ရှင်နားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရရှင်ညနေ၄နာရီမှာလည်းညနေခင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ် ဘေးပြာအပေါင်းကင်းဝေးပြီးစမ်းမချမ်းသာပြီးစိတ်ချမ်းသာရတဲ့တစားနိုင်ကာလလေးဖြစ်ပါသေးရှင်။